ွဲနှင့်တူကြ၏ထို့ကြောင့်တရားအဆုံးဖြတ်တော်မူရာကာလ၌မတရားသောသူတို့သည် မတည်မနေရကြဖြောင့်မတ်သောသူတို့၏အပေါင်းအသင်းတွေသို့လူဆိုးတို့သည်မဝင်ရကြအကြောင်းမူကားဖြောင့်မတ်သောသူတို့၏လမ်းကိုထာဝရဘုရားတည်ကြွတော်မူ၏မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလိမ့်သည်အာမင်ဟုတ်ကဲ့ကျွန်တော်ဒီနေ့เนาะကျွန်တော်ကူဖတ်သွားတဲ့ကျမ်းစာကတော့ဟုတ်ကဲ့အားလုံးကိုယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ် ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်အပြင်ကျွန်တော်တို့အခုချိန်ထိပေါ့နော်ကျမ်းပါစွာကျွန်တော်တို့အသက်ရှင်ရတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကကျွန်တော်တို့ရောက်ချင်းစရာပေါ်မှာမြေတဲ့လုံလုံးလေးရှိပါတယ်ရှေးဥစွာဝန်ခံပါတယ်အာဒီနေ့ကျွန်တော်တို့ဒီဒူဒူဘာပေါ့နော်နှုတ်အာနှုတ်ကပတ်တော်အပြင်ခွန်အားယူဖို့ရန်အတွက်ပေါ့နော်အာကျမ်းစာတော့ဖတ်လို့ပါတယ်စာလန်ကျမ်းအခန်းကြီး1အာခန်းငယ်1မှ6ဒီဖြစ်ပါတယ် အာဒီဈာန်စာကတော့ကျွန်တော်ယုံကြည်သူတွေဆိုရင်တော့တော်တော်များသိရကျမ်းပိုင်လည်းဖြစ်ပါတယ်ဗောနော်ဒီဈာန်စာကိုတည်ပြီးသားဖြစ်ပေမဲ့ကျွန်တော်တို့ကဒီဈာန်စာအဖြစ်ပြန်လည်ပြီးတော့မှနောက်တစ်ပတ်ဗောအတိတ်တစ်ပတ်ဗောနော်ဘုရားကကျွန်တော်တို့ကိုစကားပြောတဲ့အရာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတာကိုဒီလိုကဆင်ခြင်ရအောင်လို့ရှိသေးတာဖိတ်ခေါ်ပါတယ်ဈာန်စာကိုဖတ်ပါမယ်စာလံဈာန်အာတခုမြောက်သောစာလံပိုင်းငယ်1မှ6မတရားသောသူတို့၏တိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့၏လမ်းတွင်မရက်မနေ့ မထင်မမြင်ဘူးသောသူတို့၏အစည်းအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မှွေလျော်၍တရားတော်ကိုနင်ညာမပြည့်စင်ကြအောင်ဝေသောသူသည်မင်္ဂလာရှိသောသူမင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နှာမှစိုက်လျက်မမိအချိန်တည်းမှအသည်ကိုတည်၍အယွက်မမျိုးနွမ်းတတ်သောအပင်နှင့်တူ၏ပုလိသမားတို့၌အောင်းလိုက်သည်မတရားသောသူတို့မူကားထိုကဲ့သို့မဟုတ်လေတိုက်၍လွင်သောတခုမြောက်သောဆာလံအပိုင်းငယ်တင်မ6ဖြစ်ပါသည် ပိုင်းငယ်တင်မှာကျွန်တော်ပြောထားတဲ့အရာကတော့မတရားသောသူတို့ဤတိုက်တွန်းခြင်းတို့မလိုက်။ဟုတ်ပြီဒါဆိုကျွန်တော်တို့မတရားသောသူတွေကဘသူတွေလဲဆိုတာကိုရှင်းဥစွာကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်။ဒါကတော့ကျွန်တော်တခြားသူတွေကိုကျွန်တော်တို့ပုတ်ခတ်ပြောကြားလို့လည်းစိတ်ရှိပါဘူး။အဲဒါပေမဲ့ကျွန်တော်မတရားသောသူတွေကတော့ကျွန်တော်တို့ရဲ့အနီးနားပတ်ဝန်းကျင်မှာများစွာရှိပါတယ်ဘောနော်။ဘသူရေလို့တော့ကျွန်တော်မပြောလို့လို့ပေမဲ့အာကျွန်တော်တို့ဒီနေ့ယုံကြည်သူတွေအနေနဲ့အသက်ရှင်နေတိုင်းတဲ့အခါမှာ ကျွန်တော်တို့ရဲ့နေထိုင်တဲ့ပတ်ဝန်းကျင်ကျွန်တော်တို့နေထိုင်တဲ့နေရာဒေသတွေမှာဘယ်သူတွေကတော့ဘလို့ရှိတယ်ဘယ်သူတွေကတော့ဘလို့ဖြစ်လဲဆိုတော့ကျွန်တော်အာအကုန်လုံးသိတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့သေချာလေးအာဘယ်သူကတော့ဘလို့ဖြစ်လဲဆိုတာကိုသေချာလေးသိဖို့ရန်အတွက်အာကျွန်တော်အပိတ်လိုက်တွန်းချင်ပါတယ်ဟုတ်ပြီကျွန်တော်အခန်းငယ်နှစ်မှာတော့လူဆိုးတို့ဤလမ်းတွေမရက်မနေတဲ့နော်မထင်မဲ့မြင် ပြုသောသူတို့ဤစီဝိုင်းနိုင်မထိုင်ထာဝရဘုရားဤတရားတော်၌မွေးလျော်၍တရားတော်ကိုနှိမ့်ညံ့မပြတ်စင်ကျင်အောင်မိတ်တော်သူသည်မင်္ဂလာရှိ၏ ဟုတ်ဟုတ်ပါတယ်ကျွန်တော်အခန်းငယ်နှစ်မှာဆက်ပြီးတော့ပြောထားတဲ့အရာကတော့လူဆိုးတို့ဤလမ်းတွင်မရက်မနေတဲ့ဟုတ်ပြီဒါဆိုကျွန်တော်လူဆိုးတို့ဤလမ်းမှာမရက်မနေလို့ဖို့ရန်အတွက်ဘယ်အရာကိုကျွန်တော်တို့ကလုပ်ရမလဲဆိုတာကိုရှင်းပြတော့သိရမယ်အဲ့ဒီအရာကတော့ကျွန်တော်တို့နော်ဒီအဆုံးပိုင်းမှာပြောထားတဲ့ထာဝရဘုရားဤတရားတော်ကိုမှု့လျော်၍တရားတော်ကိုနှိမ်ညံ့မပြတ်ဆင်ခြင်အောင်ပြရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီနေ့အချိန်လေးအားနေတယ်ဆိုရင်လူဆိုတာကကျွန်တော်အားနေတယ်ဆိုရင်ကိုယ့်ရဲ့ အအချိန်တွေမှာကျွန်တော်တို့ဒီအပြစ်တွေလောက်ကြရတယ်မကောင်းတာတွေလောက်ကြရတယ်ကျွန်တော်တို့เนาะအဲအဓိကကျွန်တော်အချိန်ပဲပေါ့เนาะအအချိန်ကိုကျွန်တော်တို့ကဘယ်လိုအသုံးချလဲဆိုတာရည်ကြည့်တယ်ဒါဆိုကျွန်တော်တို့ကဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့အမြဲတမ်းစင်ကြင်အောင်မိတ်နေမယ်ဆိုရင်တော့ကျွန်တော်တို့သွားတဲ့လမ်းတွေဒီလူဆိုးတို့ရဲ့လမ်းလုံးဝဖြစ်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့သွားတဲ့လမ်းကဘယ်လမ်းလဲဖခင်ရဲ့နှုတ်ကပတ်တော်ကိုစင်ကြင်အောင်မိတ်ရဲ့လမ်းကိုသွားနေတာလားတော့ကျွန်တော်တို့အချိန်ကြီးအလားအသာကုံဆုံးနေတာလားဆိုတော့ ယုံကြည်သူတွေအနေနဲ့ကျွန်တော်တို့ရှိဖို့ဆိုတာသိရှိဖို့လွယ်တယ်ဆိုတာတွေ့ရမှာဒါကြောင့်ကျွန်တော်တို့ပထမဦးဆုံးဘာလုပ်ရမလဲဆိုရင်လူဆိုးတို့ရဲ့လမ်းကိုမရောက်ဖို့ရအတွက်ဘာလုပ်ရမလဲဆိုရင်ဖရားရဲ့နှုတ်ကပတ်တော်ကိုဆင်ကျင်အောင်ပြရမယ်ပေါ့နော်နေရာတိုင်းမှာကျွန်တော်ဖရားနှုတ်ကပတ်တော်ဆင်ကျင်အောင်ပြရမယ်ဖရားနှုတ်ကပတ်တော်ကိုနှလုံးသွင်းမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီနော်အချိန်အားနေစရာလုံးဝမရှိဘူးဒါကြောင့်ကျွန်တော်တို့ဒီလူဆိုးတို့ရဲ့လမ်းမှာလုံးဝရောက်စရာအကြောင်းမရှိဘူးဆိုတာကိုတွေ့ရတယ် ဟုတ်ပြီအခန်းငယ်၃မှာအကြောင်းမူကားထိုးသူဒီမြင်နာမှာစိုက်လေအကြောင်းမူကားဆိုတာဘာပြောတာလဲဆိုတော့အခန်းငယ်နှစ်မှာပြောတဲ့အရာကိုပြောတာဖြစ်ပါတယ်အခန်းငယ်နှစ်မှာဘာသူပြောရလဲဆိုရင်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကနှင်းညမပြတ်ဆင်ခြင်အောင်မိတဲ့သူတွေကတော့တဲ့ဘလို့မျိုးလဲဆိုရင်ဆက်ပြီးတော့ပြောတာတဲ့ထိုးသူဒီမြင်နာမှာစိုက်လေမမီအချိန်တန်မှာအသီးကိုတီး၍အရွက်မညှိုးနှမ်းတတ်သောအပင်နဲ့တူပြီးတဲ့ပြုလေသမားတို့၌အောင်းလေသည် ုတ်တယ်ဒါဆိုတော့ကျော်တို့ကဒီနေ့ပြောဖရားရဲ့နှုတ်ဘက်တော်ကိုစင်ကြီးအောင်မေးတဲ့သူတွေကတော့ဖရားရဲ့သားသမီးတွေကတော့ဘယ်လိုလူမျိုးဖြစ်မလဲညင်နာမှစိုက်တဲ့အပင်တပင်ကဲ့သို့ဖြစ်မယ်လို့ဖရားနှုတ်ဘက်တော်ကပြောထားပါတယ်နော်အပင်တပင်ကိုစိုက်တဲ့အခါမှာကျော်တို့အဲ့ဒီအပင်အတွက်လိုအပ်တဲ့အရာအရေးအကြီးဆုံးအရာကတော့သူ့ကိုကျတော်တို့ရေလောင်းပေးဖို့ဖြစ်တယ်ပေါ့နော်ရေလောင်းပေးရမယ်ကျတော်တို့သူ့ကိုမျိုးစာကြီးကောင်းတဲ့မျိုးမှာစိုက်ပြရမယ်သူ့ကိုကျတော်တို့ကပုံမွားနော် အာမကြိုက်ရအောင်ကျွန်တော်တို့ကပိုးသက်စီတွေဖြန်းရတယ်အဲ့လိုမျိုးလောက်ရတယ်အဲ့လိုမျိုးပဲသူတို့ဒီအပင်တပင်ဒီတဲ့နော်ဟိုးကျွန်တော်တို့လုံးဝတဲကန္တာရာကြီးမိခေါင်ခေါင်ကြီးနော်တဲကန္တာရာကြီးအရန်ပူတဲ့နေရာအလဲမှာရှိတဲ့တစ်ပင်နဲ့နော်ကျွန်တော်မြေချောင်းအင်းအိုင်တွေဘေးမှာရှိတဲ့တစ်ပင်နှစ်ပင်ကိုရှင်းကြည့်ပါဘယ်ပင်ဒီကျွန်တော်တို့နော်ပို့ပြီးတော့မှမြန်မြန်ကြီးထွားပြီးတော့မှအသီးမြန်မြန်သီးမလဲဆိုတာကိုကျွန်တော်တို့အားလုံးသိပါတယ်ဒါကြောင့်နော် ရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်မှာကျွန်တော်တို့ကိုပြောထားတာကတော့ဥပမာနဲ့ပြောထားတယ်ပေါ့နော်ဟုတ်တယ်တဲ့နော်ဖရားရဲ့နှုတ်ကပတ်တော်ကိုစင်ကြောင်းမိတဲ့သူတွေကတော့သူကတော့မျက်နှာမှာစိုက်တင်တဲ့အပင်ကဲ့သို့မိမိအချိန်တန်မှအချိန်တန်တဲ့အချိန်မှာအသီးကိုသီးရမယ်ဆိုတော့ပြောတာပြောချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေနော်ဖရားသခင်တို့ကအားပေးချင်တာကတော့ကျွန်တော်တို့ဒီအသီးသီးခြင်းတယ်ဆိုရင်နော်ကျွန်တော်တို့ရဲ့ အတ္တဓာတ်ထဲမှာဖရာရဲ့နှုတ်ကပတ်တော်ဖရာရဲ့ဘုံတော်ထင်ရှားခြင်းတွေဆိုရင်ဘာလို့ရမလဲဖရာရဲ့နှုတ်ကပတ်တော်ကိုအမြဲတမ်းစင်ကြင်အောင်ပြီးတော့တတ်တာနဲ့အသက်ရှင်ရမယ်ဆိုတာကိုတွေ့ရပါတယ်အဲ့လိုလုပ်မယ်ဆိုကျွန်တော်တို့ဘာဖြစ်မလဲအချိန်တန်တဲ့အခါမှာအတီးတီးလာမယ်ဒါကြောင့်ဂျုံကြည်သူတွေအနေနဲ့ကျွန်တော်တို့အတီးပြီးဖို့ရန်အတွက်เนาะကျွန်တော်တို့ဒီနေ့ဖရာရဲ့နှုတ်ကပတ်တော်ဖြောင့်မတ်တော်သူဖြစ်ဖို့ရန်အတွက်ဘာလိုရလဲဆိုရင်ဖရာနှုတ်ကပတ်တော်စင်ကြင်အောင်ပြီးခြင်းကဒါအဓိကပဲ အဲ့ဒီအရာကျတို့ဒီလောကပိုင်ပိုင်နိုင်နိုင်ရှိတယ်ပိုင်ပိုင်နိုင်လုံနေတယ်ဆိုရင်သွားတဲ့လမ်းကတကယ်ဖြောင်းပြီးမယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်အတီးလဲတီးမယ်เนาะပြီးတော့ကျတို့ရောက်တဲ့နေရာတန်းမှာလည်းအောင်မြင်ခြင်းတွေကိုရကျင်နေဆိုရင်တရားနှုတ်ဘွက်တွေကိုဘရောမမိပါနဲ့လို့အားပေးလိုက်နှုတ်ချင်ပါတယ်ကဲဟုတ်ပြီဒါကြောင့်ကျတို့အခန်းငယ်၄မှာเนาะမတရားသောသူတို့မူကားတဲ့ထိုကဲ့သို့မဟုတ်လေတိုက်၍လွင့်သောဖွဲနေတူကြဖွဲဆိုတဲ့အရာက ကျွန်တော်အားလုံးသိပါတယ်ဘွဲเนาะကျွန်တော်တို့ဘွဲဆိုတာကလေးချိန်ရှိလားဆိုတော့တော့မရှိပါလေးတိုက်တဲ့အခါမှာအလွယ်တကူပဲလွင့်သွားတကြပါတယ်ဒါကြောင့်မတရားသောသူဒီကတော့အခက်အခဲတွေကြုံလာတဲ့အခါမှာပြဿနာတွေကြုံလာတဲ့အခါမှာသူတို့အတွက်အားကိုးရသူတို့အတွက်เนาะဒီနေ့ကျွန်တော်တို့သူတို့ကိုအားဖြည့်ရှင်းပေးမဲ့လူကမရှိအဲ့လိုအချိန်မှာဘယ်လိုဖြစ်သွားလဲဆိုတော့လေးတိုက်ရွင့်နေအခက်အခဲတွေမှာညောပါတယ် ်ခက်ခဲတဲ့မှာပါသွားတယ်အဲ့ဒီခက်ခဲတဲ့မှာနှင်မွန်သွားတယ်ဒါပေမဲ့ဖရာသားသမီးတွေကတော့အဲ့လိုလုံးဝဖြစ်เสียကြောင်းမရှိပါဘူး။ဘာကြောင့်လဲကျွန်တော်တို့ကိုးကွယ်နေတဲ့ဖရာသမီးတွေအသက်ရှင်နေဖရာသမီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖရာသခင်ရဲ့ကုညီမဆောင်မှုကကျွန်တော်တို့ဘုံမှာနေ့ရက်စံမှာလုံတော့လို့ရှိတယ်။အဲ့ဒါကြောင့်ကျွန်တော်ဒီဗတရားတို့တွေကတော့အဲ့လိုမဟုတ်ဘူး။ဘယ်လိုကတော့ဘယ်လိုဖြစ်မလဲ။လေတိုက်တဲ့အခါလွင့်သွားတဲ့သူတွေကဲ့သို့ဖြစ်သွားမယ်။ เนาะဒါဆိုတော့အားလုံးနားလည်ပါတယ်မတရားသုံးသူတွေကတော့ဘယ်သူတွေဖြစ်မလဲဆိုတာကတော့တို့အားလုံးသိပါတယ်ကဲဟုတ်ပြီကျွန်တော်ဆက်ပြီးကြည့်မယ်ဆိုရင်ခိုင်ခင်ကားမှာထို့ကြောင့်တရားဆုံးဖြတ်တော်မူရာကာလ၌မတရားသောသူတို့သည်မတည်မနေရဘူးတရားဆုံးဖြတ်ရာကာလဆိုတာဘယ်ကာလကိုပြောတာလဲအဲ့ဒါကကျွန်တော်သိဖို့တကယ်ကြီးလိုအပ်ပါတယ်အရေးလည်းကြီးပါတယ် ျွန်တော်เนาะကျွန်တော်လည်လာရသလောက်အာကျွန်တော်ဒီနားလည်ရသလောက်ကျွန်တော်ပြောရမယ်ဆိုရင်တော့တရားဆုံးဖြတ်တော်မူရာကာလဆိုတာကတော့ကျွန်တော်တို့နောက်ဆုံးတော့အချိန်ကာလကြီးကို ပြောတာလို့ကျွန်တော်အနေနဲ့ကျွန်တော်ခံထားပါတယ်။ဒါကြောင့်အဲ့ဒီအချိန်ရောက်တဲ့အခါမှာကျွန်တော်เนาะတခင်ယေရှုကိုမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်လက်ခံတာချင်းမရှိတဲ့သူဖရာသားသူမဟုတ်တဲ့သူမတရားသောသူတွေကတော့ဘယ်လိုဖြစ်မလဲဆိုရင် မတည်မလီရပါဘူးเนาะဒါကြောင့်ကျတို့အချိန်ရှိပါတယ်ရှင်ရှိတဲ့အချိန်မှာကျတို့ခင်ယေရှုကိုမိဆန်းကြည့်ပါသခင်ယေရှုကိုခေါ်ကြည့်ပါသခင်ယေရှုကိုဖိတ်ခေါ်ကြည့်ပါသခင်ရဲ့ဒီသခင်ယေရှုကမိတ်ဆွေရဲ့စိတ်နှလုံးထဲမှာလာနေရယူပြီးတော့မှမိတ်ဆွေမမျော်လင့်ထားတဲ့အရာတွေကိုတောင်မှအဲ့ဒီယေရှုကပြုပေးနိုင်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ရဲရဲကြီးအာမခံပြောရဲပါတယ်ဒါကြောင့် ကျွန်တော်တို့เนาะအခုချိန်ရှိပါတယ်ချိန်ရှိတဲ့အချိန်မှာကျွန်တော်တို့เนาะလှုပ်တင်လှုပ်ရမယ့်အရာဖြစ်တင်ရမယ့်အရာတွေလှုပ်လှုပ်ဆောင်ထားပါအဲ့ဒီတရားဆုံးဖြတ်ရာကာလကြီးရောက်လာမှထလှုပ်လို့မရပါဘူးအဲ့ဒီချိန်ဆိုကျွန်တော်တို့တော့နောက်ကျသွားပြီအဲ့ဒီအချိန်မှာတခင်ယေရှုကကျွန်တော်တို့เนาะယုံကြည်သူနဲ့မယုံကြည်သူနဲ့ခွဲတဲ့အခါမှာမယုံကြည်သူကတော့ထာဝရငရဲမိရန်တွားရပြီးတော့မှယုံကြည်သူတွေကတော့ထာဝရ ုက္ခချမ်းသာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုပြောလို့ကျွန်တော်ကဟာမင်းကနော်တခြားဘာသာတွေကိုစော်ကားနေရလားကျွန်တော်အဲ့လိုပြောချင်တာမဟုတ်ပါဘူးကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကကျမ်းစာထဲမှာပါပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီကောင်းတာကိုသိတယ်မလုပ်ဘူးမကောင်းတာကိုသိတယ်မရှောင်နိုင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားလုံးကအပြစ်သားတွေဖြစ်လို့ကိုကိုတိုင်းလုံပြီးတော့မှကိုကိုတိုင်းကြိုးစားပြီးတော့ရမယ်ဆိုရင်ဘုရားကကျွန်တော်တို့ကယ်ပေးစရာမလိုပါဘူးเนาะ အဲ့လိုပြောလို့မင်းတို့ခရိယန်တွေကအရန်လွယ်တာပဲမင်းတို့ခရိယန်တွေကအရန်ကိုမှနော်လက်ကြောမတင်းကြဘူးစူးစားနေနေမရှိကြဘူးလို့အဲ့လိုပြောလို့လည်းမရဘူးမိတ်ဆွေအနေနဲ့ကောအဲ့ဒီယေရှုကိုယုံကြည်ဖို့အရန်လွယ်တာတော့မလွယ်ပါဘူးနော်ဒါကြောင့်ကျွန်တော်တို့တခင်ယေရှုကိုမမြဲကယ်တင်ပိုင်ခြင်းနဲ့ယုံကြည်လက်ခံဖို့ရန်အတွက်ဒီနေ့အချိန်ရှိပါသေးတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီနေ့ဒီချိန်ကမှာယေရှုကိုခေါ်ပေးကြည့်ပါလက်ခံကြည့်ပါအဲ့ဒီယေရှုကသင်ရဲ့အသက်တာကိုလုံးဝ ပြောင်းလဲပေးနိုင်တယ်ဆိုတာကိုကျွန်တော်အနေနဲ့သတိခံပြောကြားလိုပါတယ်နော်ကျွန်တော်ရဲ့တက်တာထဲမှာလည်းကျွန်တော်အရင်ကဘုရားဘာသာတယောက်ဖြစ်တယ်နော်ကျွန်တော်ရဲ့အဖေကထက်လန်းဆရာတယောက်ဖြစ်တယ်ဒါပေမဲ့နော်အဲ့လိုမျိုးကျွန်တော်အခုဘာကြောင့်ခရီးရန်ဖြစ်လာတာလဲဆိုတော့အဲ့ဒီယေရှုဖခင်ကကျွန်တော်ရဲ့အသက်တာထဲမှာထူးခြားတဲ့ညာတွေကိုလှုပ်ပေးခဲ့ကျွန်တော်ရဲ့အသက်တာကိုပြောင်းလဲပေးခဲ့တယ်ကျွန်တော်ရဲ့အသက်တာကိုအသက်ဖြစ်စေခဲ့တဲ့အတွက်ကြောင့် ကျွန်တော်ဒီမယုံလို့မရတော့เนาะအဲ့ဒီအချိန်မှာကျွန်တော်ယေရှုကိုခေါ်တယ်ညီးဆန်းတယ်တည်ချသွားပြီဆိုတော့မှကျွန်တော်ယေရှုကိုမြေကယ်တင်ပိုင်ရှင်ပြင်နဲ့ယုံကြည်လက်ခံခဲ့တာဖြစ်ပါအဲ့ဒါကြောင့်ကျွန်တော်တို့ဒီအကြောင်းရှိပဲနဲ့အကျိုးဆောင်ဖြစ်လာအဲ့ဒါကြောင့်အဲ့ဒီအကြောင်းရှိလို့ဒီလိုမျိုးကျွန်တော်ဒီဒီလိုဖြစ်လာတာဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေအနေနဲ့လည်းအကြောင်းရှိပြီးတော့မှအကျိုးပြည့်ခြင်းလဲဆိုရင်တော့ယေရှုကိုယုံကြည်လက်ခံပါလို့ကျွန်တော်အနေနဲ့အားပေးတိုက်တွန်းလိုပါတယ် ဟုတ်ပြီကျွန်တော်တို့เนาะကျွန်တော်ခုနပြောနေတာအခိုင်အငါကိုရောက်ပြီမတရားသောသူတွေကတော့မတည်မနေရပါဘူးတဲ့ကျွန်တော်တို့အနေနဲ့တမလွန်အတွက်စိတ်ချခြင်းတဲ့နောက်ဆုံးအချိန်မှာအဆုံးသက်လှခြင်းတဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့ခင်ယေရှုကိုမြေကန်တွင်ကယ်တင်ပါခြင်းဖြင့်ねယုံကြည်လက်ခံပြီးတော့မှเนาะကျွန်တော်တို့ကိုပေးထားတဲ့အဲ့ဒီအခွင့်အရေးကိုအကောင်းဆုံးသုံးချရကြအောင်ပြောခြင်းပါတယ်ဟုတ်ပြီเนาะဆက်ဖက်မယ်ဆိုရင်တော့ ချောင်းမဲ့သောသူတို့၏အပေါင်းအသင်းတွေသို့လူဆိုးတို့သည်မဝင်ရကြ။အဲ့ဒီအချိန်ကြတော့မှနောက်ဆုံးသောအချိန်ကလည်းဒီရောက်တော့မှဟာမင်းနဲ့ငါနဲ့အရင်ကတငယ်ချင်းတွေဖြစ်ခဲ့တာပဲမင်းနဲ့ငါနဲ့အရင်ကမိသားစုတွေဖြစ်ခဲ့တာပဲမင်းနဲ့ငါနဲ့အရင်တုန်းကနော်အားလို့အရင်ချစ်ကြတငယ်ချင်းတွေဖြစ်ခဲ့တာပဲဒါပေမဲ့အဲ့အချိန်မှာတို့တို့သူတို့ကိုခေါ်လို့မရတော့။ဘာကြောင့်လဲဆိုတော့သူတို့နဲ့ကျွန်တော်တို့နဲ့လုံးဝခြားသွားပြီ။အဲ့ဒါကြောင့်ဘေးစကိုကျွန်တော်ပြောချင်တာကတော့အချိန်ရှိတဲ့အခါမှာအခုအချိန်မှာ ေရှုကိုခေါ်ကြည့်ပါလက်ခံကြည့်ပါဖိတ်ခေါ်ကြည့်ပါသခင်ယေရှုကိုသခင်ယေရှုကိုကျော်တို့เนาะဟိုမြန်မာနိုင်ငံမှာသခင်ယေရှုကိုကြားဘူးတဲ့သူတွေများပါတယ်ဒါပေမဲ့အဲ့ဒီသခင်ယေရှုကသခင်ယေရှုကဘလို့ဖះလဲဆိုတာကိုမသိကြဘူးဘာကြောင့်လဲဆိုတော့မခေါ်ဘူးမမီးဆန်းစကားမပြောခေါ်ကြည့်ပါမီးဆန်းကြည့်ပါဖះကိုစကားပြောကြည့်ပါဖះဒီအသက်ရှင်နေဆိုရင်မိတ်ဆွေရဲ့တက်တာကိုတစုံတစ်ခုတော့ ဖြစ်လာအောင်လုပ်ပေးပါမယ်။ကျွန်တော်အနေနဲ့ရေကြီးအာမခံပြောရဲပါတယ်။ကဲဟုတ်ပြီဆက်ပြီးတော့ကြည့်မယ်ဆိုရင်ခန်းငယ်6နောက်ဆုံးပိုင်းရောက်လာပါပြီ။အကြောင်းမူကားတဲ့အဖြောင်းအမဲ့တော်သူတို့ဤလမ်းကိုထာဝရဘုရားတည်ကြောင်းတော်လက်တကယ်ရေးကြီးတယ်။ဖြောင်းအမဲ့တော်သူဘုသူအားဖြင့်ဖြောင်းမတ်တာလေ။တို့လောကကြီးထဲမှာဖြောင်းမတ်တဲ့သူဆိုရင်ဘယ်လိုလူမျိုးကို ဖြောင်းမတ်တယ်ကျွန်တော်လောကပြည်နဲ့တိုင်းတာကြတယ် အတူတော့အချင်းကောင်းတယ်เนาะသူများသားများမစော်ကားဘူးအရက်သေးစားမတောက်စားဘူးမိဘကိုယူသေးတဲ့သူเนาะလူကြီးသူမတွေကိုယူသေးတဲ့သူတစ္ဆာရှိတဲ့သူယူသားတဲ့သူဖြောက်เนาะအဲ့လိုမျိုးလူကိုကျွန်တော်တို့ဖြောက်မတဲ့သူသတ်မှတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဒီနေ့ကျမ်းစာထဲမှာပြောရတာကတော့ဖြောက်မတ်တော့သူဒီသခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေတယ် ယုံကြည်တဲ့သူဒီသူမှသာလေဖြောင်းမဲ့တော့သူလို့ကျွန်တော်ကပြောကြလို့ပါတယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောတာလဲဆိုတော့လူဆိုတာကအငဲတန်းမကောင်းနိုင်ဘူး။ကောင်းတဲ့အချိန်ရှိသလိုဆိုးတဲ့အချိန်ရှိတယ်။နော်။နှိမ့်တဲ့အချိန်ရှိသလိုနှိမ့်တဲ့အချိန်ရှိတယ်။ချိုးတဲ့အချိန်ရှိသလိုခါတဲ့အချိန်ရှိတယ်။အဲ့လိုမျိုးနော်တခုနဲ့တခုတခုနဲ့တခုစန့်ကျင်ဘက်အနေနဲ့သွားနေတဲ့လောကကြီးထဲမှာသွားတဲ့အခါမှာ အကောင်ကြီးပဲလှုပ်ချင်ပါလေအကောင်ကြီးပဲဖြစ်ချင်ပါလေဆိုတော့ဖြစ်လို့မရဘူးဒါပေမဲ့เนาะကျွန်တော်တို့မလှုပ်နိုင်ပေမဲ့ကျွန်တော်တို့မကျင့်နိုင်ပေမဲ့အဲ့ဒီယေရှုဖခင်ကကျွန်တော်တို့အတွက်လှုပ်ပေးခဲ့ပြီးသားပြီကျင့်ပေးခဲ့ပြီးသားပြီပေးခဲ့ပြီးသားပြီအဲ့ဒီအရာကိုယုံကြည်လိုက်မယ်ဆိုရင်တော့ဖြောင်းမတ်တော်သူလို့ကျမ်းစာထဲမှာခေါ်ထားပါတယ်အဲ့ဒါကလေကျွန်တော်တို့ရဲ့စူးစမ်းမှုကျွန်တော်တို့ရဲ့အားထုတ်မှုကျွန်တော်တို့ရဲ့အစွမ်းကြောင့်မဟုတ်ဘဲနဲ့မှကျွန်တော်တို့ဒီ ယေရှုကိုကိုယ့်ရဲ့ကံဒီပိုင်ရှင်ပြည့်နဲ့ယုံကြည်လက်ခံလိုက်တဲ့အချိန်မှာဖြောင်းမဲ့ခြင်းဆိုတဲ့အရာကြီးကတို့တို့ကိုရရှိသွားတယ်ဖြစ်တာဖြောင်းမဲ့တော်သူဖြစ်သွားတာဟုတ်ပါဘူးဖြောင်းမဲ့ခြင်းကိုဖြစ်သွားတယ်ဖြောင်းမဲ့ခြင်းဖြောင်းမဲ့တော်သူဖြစ်တယ်ဆိုတဲ့အရာကိုဖခင်ရဲ့တတ်မှတ်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်ကျွန်တော်ဘက်ကတတ်မှတ်တာမဟုတ်ဘူးเนาะဖခင်ဘက်ကနေကျွန်တော်တို့ကိုတတ်မှတ်လိုက်တာအဲ့ဒါကြောင့်ဒီရင်ကြည့်ပါတယ် အဲ့ဒါကြောင့်အစိုးရမှပြောရတဲ့ရကတော့အကြောင်းကဖက်ဝန်တော်သူတွေလမ်းကိုထားရပြတိကျွမ်းနေတဲ့ကျွန်တော်တို့သွားနေတဲ့အရာကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာကျွန်တော်တို့ဒီနေ့မနှက်ဖြတ်ပါဖြစ်နေလေနောက်တစ်နှစ်နောက်နှစ်နှစ်နောက်၅နှစ်နောက်၁၀နှစ်နှစ်၅၀နောက်နှစ်၁၀၀ပါဖြစ်မယ်သိလားမသိပါဘူးနော်တနားကြီးတော့ကျွန်တော်ခုထိုင်နေတယ်ကျွန်တော်ခုထိုင်နေတဲ့အချိန်နောက်ထပ်မိနစ်၅မိနစ်၁မိနစ်၅မိနစ်ဘာဖြစ်မလဲကျွန်တော်မသိဘူးဒါပေမဲ့ဖရားသခင်အကုန်လုံးသိပါတယ်အဲ့ဒါကြောင့်မိတ်ဆွေအနေနဲ့ ထာဝရအတွက်စိတ်ချခြင်းနဲ့ထာဝရလမ်းမှာဖရာနဲ့အတူသွားခြင်းနဲ့ဆိုတော့အဲ့ဒီထာဝရဖရာကိုမိတ်ဆွေအနေနဲ့ယုံကြည်လက်ခံရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောကြားလိုပါတယ်ဟုတ်ပြီเนาะဒါကြောင့်ကျွန်တော်နောက်ဆုံးပိုင်းလေးမှာတော့မတရားသောသူတို့၏လမ်းသည်ဆုံးရှုံးခြင်းသို့ရောက်ရလက်အဒီတဲ့ဆိုတော့ခုနပြောတဲ့မတရားသူတွေကဘာတူလဲယေရှုကို ယုံကြည်လက်ခံခြင်းမရှိတဲ့သူတွေကိုအဲ့ဒီလူတွေကတော့ဘယ်ရောက်မလဲဆိုတော့ဆုံးချုံခြင်းကိုရောက်ပါမယ်ဆုံးချုံခြင်းဆိုတာပါတယ်ကျွန်တော်တမန်တော်ဆုံးချုံခြင်းပါတယ်ကျွန်တော်ဥပမာမျိုးနဲ့စီပွားရေးတစ်ခုလုပ်တဲ့အခါမှာကျွန်တော်တို့ဒီနေ့အရင်နေ့စိုက်ထုတ်ပြီးတော့လှုပ်ဆောင်ကြတယ်အဲ့စီဝိုင်းရဲ့မောင်းမြင်မှုအရှုံးနဲ့ကွာအဲ့ဒါကျွန်တော်ဆုံးဆုံးချင်းလို့တတ်မှတ်တာအဲ့ဒီဆုံးဆုံးချင်းကခဏတာဒါပေမဲ့ ထာဝရအတွက်ဆုံးရှုံးခြင်းကျွန်တော်ဆုံးရှုံးသွားပြီဆိုရင် ကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့မှရယူနိုင်တဲ့ရာလုံးဝမရှိတော့အဲဒါကြောင့်ကျွန်တော်တို့ထာဝရအတွက်မဆုံးရှုံးဖို့ရအတွက်ထာဝရအတွက်အာမခံရပြီးတဲ့အဲ့ဒီထာဝရဖိယသခင်ကိုယုံကြည်ကိုးစားပြီးတော့မှအဲ့ဒီထာဝရဖိယသခင်ရဲ့ပြတဲ့လမ်းအဲ့ဒီထာဝရဘုရားသခင်ရဲ့ပြောတဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်တို့ဒီနေ့လိုက်လျှောက်အသက်ရှင်ခြင်းအားဖြင့် နောက်ဆုံးအချိန်ထိကျွန်တော်တို့ရဲ့လမ်းကိုတရားသခင်ကြီးအမြဲတမ်းကွယ်ကဆောင်ရပေးနေတယ်ဆိုတော့ပြရပါတယ်။စာလင်ချက်အခန်းကြီး139 105မှာနှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိကွက်ဖြစ်အကျွန်ုပ်လမ်းခီးကိုလင်းစေပါပြီလို့ပြောရပါတယ်။အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့เนาะလောကကြီးမှာတွားတဲ့အခါမှာ အမောင်သွားတဲ့အခါမှာကျွန်တော်ဓမီတွေပါတွန်းရတယ်เนาะအရင်တော့ကျွန်တော်မီးခွက်တွေပါတွန်းရတယ်เนาะမီးရင်တွေပါတွန်းရတယ်အခုဆိုတော့ကျွန်တော်ဓမီတွေတွန်းကြတယ်အာကျွန်တော်ဖုန်းတွေမှာလည်းအာเนาะကျွန်တော်ဒီစမတ်ဖုန်းတွေမှာလည်း flash မီးတွေပါတယ်ပေါ့เนาะအဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါနဲ့ထုံးပြီးတော့တွန်းရအမောင်ထဲမှာတွန်းလို့ရှင်တော့မရဘူးချော်လေးပါမှာเนาะအဲ့ဒါကြောင့်ကျွန်တော်တို့အဲ့လိုမျိုးပဲကျော်ရရဲ့ဘွားအသက်တာလမ်းခီးမှာလည်းဖြောင်းဖြောင်းဖြူးဖြူးနဲ့ချော်မလဲပဲနဲ့အေးအေးဆေးဆေးတွားနိုင်လို့ရအတွက်ဘာလို့လဲဖရားရဲ့အလင်းပေးခြင်း ရားကျွန်တော်ဗာနဲ့လင်းပေးတာလေသူ့ရဲ့စကားတော့သူ့ရဲ့နှုတ်ကပတ်တော်အကျွန်တော်ကိုပြောပြရှင်းပြစကားပြောနေတယ်နှုတ်ဘဝတော်ဘက်ကနေသွားမယ်ဆိုတော့ကျွန်တော်တို့အမောင်ထဲမှာညလုံးမှုပြီးတော့သွားနေတယ်လို့ပြောပါနော်ဒါကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ကြွားပေးနေကြတာကတော့ဒီနေ့ တခုမြောက်သောစာလံပိုင်းငယ်တစ်ကနေ6အတွင်းမှာပါတယ်နှုတ်ကပတ်တော်လေးနဲ့ပေါ့နော်ကျွန်တော်နိုင်ငံကွာပေးနေရာကတော့ကျွန်တော်တို့ရဲ့ဘဝအတ္တဓာတ်တွေမှာတပိပိနဲ့ကျွန်တော်လောကကြီးမှာအရန်ပဲကျွန်တော်တို့နေထိုင်တက်ရှင်ရတာအရန်မကောင်းပါဘူးနော်ကျွန်တော်ခက်ခဲတဲ့သူလည်းရှိတယ်အာချမ်းသာတယ်နော်ဒီအစဉ်ပြေလူလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ခုမြန်မာနိုင်ငံမှာတော်များဖြစ်ပြနေတဲ့နေရာကဆင်းရဲတဲ့လူတွေကပုံပြီးတော့ဆင်းရဲသွားတယ် ချမ်းသာသူကပို့ပြီးတော့မှချမ်းသာပါတယ်အဲ့ဒါပါကြောင့်လူတွေရဲ့လောဘစိတ်ကြောင့်ဖြစ်ပါတယ်လောဘကနေပြီးတော့မှကျော်တပြည့်ပြည့်နေနော်ကျော်တို့ပို့ပြီးတော့မှကိုမလုတ်ဖူးလို့ပြောရတဲ့အတိုင်းမှလုံမိလာတယ်ဆိုတော့အဲ့ဒါကြောင့်အဲ့ဒီအရာတွေကိုကျော်တို့ဒီတိုင်းတက်ရှင်ရတဲ့အခါမှာလောကကြီးမှာနေတိုင်းတဲ့အခါမှာဘုရားနှုတ်ဘက်တော်ကိုတေချာနားလည်ပြီးတော့မှဘုရားနှုတ်ဘက်တော်ကိုတေချာရေးကျော်တို့နိုင်ငံလက်လျှောက်ခြင်းအပြင်လောကကြီးထဲမှာအသက်ရှင်မယ်ဆိုရင်တော့ ဆင်းရဲပြီမဲ့เนาะကျွန်တော်အေဂျင့်တွေပေါ့เนาะဆင်းရဲပြီမဲ့ကျွန်တော်တို့ညီသက်ချင်းရှိတယ်ဆင်းရဲပြီမဲ့ပျော်ရွှင်တယ်ဆင်းရဲပြီမဲ့ကျေနပ်တယ်ရောင်ရဲတယ်အဲ့ဒီစိတ်လေးကိုကျွန်တော်တို့ဘုရားကပေးလာဖြစ်တယ်ကျွန်တော်တို့မိသားစုလည်းအခုเนาะကျွန်တော်နဲ့ကျွန်တော်ရဲ့အမျိုးသမီးအခုဆိုကျွန်တော်မျိုးသမီးကကိုယ်ကို9လရှိတယ် တက်တည်တွေအများကြီးရှိပါတယ်အာကျွန်တော်အမှုတော်ဆောင်လုပ်တာတနည်းခွဲကြော်ပြီးပါတော့ကျွန်တော်တို့ဒီ2023မှာကျွန်တော်ကျန်းသာကြောင်ပြီးပြီးတော့မှာအခုဒီနော်ဒီရန်ကုန်မှာပဲဟုတ်လားရန်ကုန်မှာပဲကျွန်တော်အမှုတော်ဆောင်လုပ်နေတဲ့အခါမှာတက်တည်တွေအများကြီးရှိပါတယ်ဘုရားကကျွန်တော်တို့ပို့ပေးတဲ့ຢာတွေအများကြီးရှိတယ်ဘုရားကကျွန်တော်တို့ကိုဒီနေ့ခက်ခဲတဲ့ကြားရေးကနေဘယ်လိုမျိုးဖြည့်ရှင်ပေးလဲခဲ့လေကုညီပေးခဲ့လေဆိုတော့တက်တည်တွေအများကြီးရှိပါတယ်နော်အဲဒါကြောင့်အဲ့ဒီအရာကိုပြောနေမယ်ဆိုတော့ရန်ရှိတော့မှာဖြစ်တဲ့အတွက်ကြောင့် เนาะအဲကျွန်တော်ဒီနေ့ဒီ note ကဘတ်တော့ဒီကျမ်းစာလေးနဲ့ပဲခွန်အားပေးလို့ပါတယ်။ဒီရောက်ချစ်တဲ့မှာဖျားရင်ကောင်းချစ်ပြပါစေ။ဟုတ်ပြီနောက်ဆုံးနေ့နဲ့ကျွန်တော်ကเนาะအဲချီမချင်းတပုတ်နဲ့အဲကျွန်တော်ဒီကဖျားရင်ချီမရအောင်ကျွန်တော်အားလုံးသိမယ်လို့ထင်ပါတယ်။ဂျေဇူးတော့ဗောနော်ဂျေဇူးတော့ ကျေးဇူးတော်နှင့်လို့ခေါင်းစဉ်ပေးထားတာပါ